မေကျော်ကြားရဲ့ယဟန်သားတွေကတန်ဟင်းကိုကြရတော်ကြီးမိုးကုတ်စရာတော်ကြီးဂျိုးထွက်လာလားဂျိုးထွက်လာလားဒါဆိုရင်ပါလေမိုးပေါ်ပြတ်တက်သွားလားပါလေလူပဲလေလူလူပဲနေပါလူလူကမွေးလာလူစရိုက်တိုင်းသွားမှာပေါ့လူတဘာဝအတိုင်းဗီဇာနဲ့ဇေယိုက်တိုင်းသွားမှာပေါ့ဗီဇာနဲ့ဇေယိုက်ကရဟန်းတော်ပြောင်းလာပယ်လို့လား ဖရားပဲပြည်တာအလုံးစုံပြည့်စုံတော်မူသောမြတ်စွာဘုရားပဲဝါဒနာနဲ့ဇေယိုက်ကိုပယ်တာယဟန်သာရောဝါဒနာဇေယိုက်ကိုမပယ်နိုင်ဘူးဟုတ်လားအဲ့တော့ဂျိုးထွက်လာလို့လားညံမဲပြောင်းတာအတိညံမဲပြောင်းတာအဲ့တော့အဲ့ညံမဲနော်ကိုကူကူညံလဲပဲစကားမှာကိုကူကူတရားရလားမရလားဘာနဲ့တရားမှာလဲကိလေသာနဲ့ပဲစကားမှာဖရားကဘာပြောလဲကိလေသာ၃ရာဆိုင်ရင်နိဗ္ဗာန်ဟုတ်လား ော့ယောဂီကိုကိုယ့်ကိုဘာနဲ့ကြည့်ရမှာလဲဟာကိလေသာဘလောက်ပါသွားပြီလဲဒါနဲ့ပဲတိုက်စစ်ကြမှာလဲပဲသောတာပန်တို့တက္ကထာကံတို့အနာကံတို့ယဟန်တာတို့အဲ့လိုမျိုးစစ်ရမှာလားကိလေသာနဲ့ပဲတိုက်ရမှာလားကိတ္တနာနဲ့ပဲတိုက်ရမှာအဲ့ဒါအောင်မှာငါသောတာပန်ဖြစ်သွားပြီငါတက္ကတာကံဖြစ်သွားပြီငါအနာဒီတက္ကမပြောလို့တဲ့လူရင်းအသေးပဲကတော့ယဟန္တာကကိလေသာကိုပဲပယ်တယ်ဝါသနာနဲ့ဇိယိုက်ကိုမပယ်ဘူးဖယားကတော့ကိလေသာနဲ့တကွဝါသနာဇိယိုက်ကိုပါပယ်တယ် ယဟန္တာဖြစ်တယ်ဆိုတာကိလေသာကုန်တာကိုပြောတာအခြားထူးထူးဆန်းဆန်းကိုပြောတာမဟုတ်ဘူးလို့သူပြောကျင်တဲ့သဘောပါနော်ပြောလို့တဲ့စေတနာကတော့စေတနာကောင်းတဲ့သူပြောတာပါသို့တော့ပေးတဲ့ဥပမာလေးကနည်းနည်းရိုင်းနေပါတယ်ဥပမာပေးပြီးပြောဆိုတဲ့နေရာမှာမိမိဥပမာပေးလိုက်တဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကိုဦးစင်းတို့ကြည့်ဖို့လိုပါတယ်နော်ဥပမာပေးတဲ့နေရာမှာမိမိဥပမာပေးလိုက်တဲ့ပုဂ္ဂိုလ်နဲ့အိုက်ဖက်တဲ့ဥပမာကိုပေးရပါတယ် လူယုံမာကိုဥပမာပေးမယ်ဆိုရင်လူယုံမာနဲ့လိုက်ဖက်တဲ့ဥပမာကိုပေးရပါတယ်။သူတော်ကောင်းကိုဥပမာပေးမယ်ဆိုရင်သူတော်ကောင်းနဲ့လိုက်ဖက်တဲ့ဥပမာကိုပေးရပါတယ်။ဂျူပေါက်တယ်ဆိုတာကတရိတ်ဆန်ပါနော်။ယဟန္တာဆိုတာကအရိယာသူတော်ကောင်းဖြစ်ပါတယ်။အဲ့ဒီလိုအရိယာသူတော်ကောင်းတွေရဲ့အကြောင်းကိုပြောတဲ့နေရာမှာဂျူပေါက်နေတဲ့တရိတ်ဆန်နဲ့ခိုင်းနှိုင်းပြီးတော့ဥပမာပြီးပြောတာကမကောင်းပါဘူးနော်။အဲ့ဒါလေးကိုတော့ဦးဇင်းတို့တတိထားပြီးတော့ဟောပြောစီခြင်းပါတယ်။ အပြည့်ပြောလို့တဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူးเนาะပြုပြင်စေလို့တဲ့စိတ်နဲ့ပဲပြောတာပါ အလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေအရှင်ဖေရတပည့်တော်မေတ္တာကိုလည်းဖြည့်ပြီးတော်မူပါအောင်ဖေရမွန်ကြီးနဲ့ဗျိုင်းနှက်ကောင်ဆရာတော်ဖေရကြီးမပြန်လွန်တော်မူခင်ကဇံရတယ်ဆိုတာ ဟုတ်ပါသလားဖေရတဲ့ဇံလို့ပြောလိုက်ရင်ဗုဒ္ဓဘာသာဝင် အများစုက ကောင်းကင်ပြန်တာကိုမြင်တတ်ကြပါတယ်ကောင်းကင်ပြန်တာကိုဇံလို့ပြောတာမဟုတ်ပါဘူး ဇန်ဆိုတာကနိဝရဏစာသောအကုသိုလ်တရားများကို လောင်တဲ့ဝိခံပနအစွမ်းဖြင့်ပသက်တဲ့ကတိုင်းစာသောပြဉ္ညာအာယုံကိုကြံစီတဲ့စူးစိုက်စွာရှုကြည့်တတ်သောသဘောကိုပဲဇန်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ကောင်းကင်ပြန်တာကိုတော့အဋ္ဌိဝိဒအဘိညာဉ်လို့ခေါ်ပါတယ်။ဖယားရှင်ရဲ့သားတော်တွေထဲမှာအဋ္ဌိဝိဒအဘိညာဉ်ကိုရတဲ့သူတွေလည်းရှိသလို မရတဲ့သူတွေလည်းရှိပါတယ်။ဖယားရှင်က တကူမပြရဟုတားမြစ်တော်မူထားတဲ့အတွက်ကြောင့်သာ တကူးကိုထုတ်ဖို့မပြကြခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒိုင်းနကောင်ဆရာတော်ဖရာကြီးဇံရသလားမရဘူးလားဆိုတာကိုဥစဉ်လဲအတိအကျမပြောနိုင်ပါဘူး။အရှင်ဖရာမိန်းကလေးတွေနဲ့ဥစဉ်တွေမခင်အပ်ဘူးဆိုတာဟုတ်ပါသလားဖရာတဲ့။ပစ္စည်းမာတုထုံနှခုဘိက္ခုသေမင်းဓာနဆင်းလို့ဆိုထားတဲ့အတွက်မိမတွေဟာယဟန်တွေအတွက်တော့အန္တရာယ်ပါပဲနော်။ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်ရောရောနောနောမခင်တာအကောင်းဆုံးပါ။ ။ဘာကြောင့်လဲဆိုရင်မိမတွေဟာယောက်ျားတွေရဲ့စိတ်ကိုရဲရဲအောင်လုပ်နိုင်လို့ပဲဖြစ်ပါတယ်။အင်္ဂုတ်ထုပါဠိတော်ဧကကနိပတ်ပထမပါဏာတကရူပါတိဝတ်မှာမြတ်စွာဘုရားကယဟန်တို့မိမတို့ဤအစင်းသည်ယောက်ျားတို့ဤစိတ်ကိုတင်ကျုံယူငင်၍တည်တကဲသို့ဤအတူယောက်ျားတို့ဤစိတ်ကိုတင်ကျုံယူငင်၍တည်သော အခြားသော အစင်းကိုလည်းငါမမြင်။ယဟန်တို့မိမတို့ဤအစင်းသည် ယောက်ျားတို့ဤစိတ်ကိုတင်းကျုံယူငင်၍တည်နိုင်၏လို့ဟောကြားတော်မူထားပါတယ်။ဒါကြောင့်မိမတွေဟာယောက်ျားတွေရဲ့စိတ်ကိုရင်းရံ့အောင်လုပ်နိုင်တဲ့အတွက်ယဟန်တွေအနေဖြင့်မိမတွေနဲ့ရောရောနောနောမခင်တာအကောင်းဆုံးပဲဖြစ်ပါတယ်။ဒါဆိုရင်လုံးဝမဆက်ဆံပဲနေရမှာလားလို့မေးစရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူးနော်။အမျိုးသမီးတွေနဲ့ပတ်သက်လို့အရှင်အနန္ဒာမြတ်စွာဘုရားကိုလျှောက်ထားတာရှိပါတယ်။ဘယ်လိုလျှောက်ထားသလဲဆိုရင်မြတ်စွာဘုရားမြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းမှာ တပည့်တော်တို့အနေနဲ့အမျိုးသမီးတွေကိုဘလို့များဆက်ဆံရပါမလဲဘုရားလို့ရှောက်ထားပါတယ်။အဲဒီအခါမှာမြတ်စွာဘုရားကအာနန္ဒာအမျိုးသမီးတွေနဲ့မတွေ့အောင်လေပါလို့မိန့်ကြားပါတယ်။ဒီအခါမှာအရှင်အာနန္ဒာကမလွဲသာလို့တွေ့ရမယ်ဆိုရင်ရောဘုရားလို့ရှောက်ထားပါတယ်။ဒီအခါမှာမြတ်စွာဘုရားကမလွဲသာလို့တွေ့ရမယ်ဆိုရင်အကားမပြောဘဲနေပါလို့မိန့်ကြားပါတယ်။မလွဲသာလို့ပြောရမယ်ဆိုရင်ရောဘုရားလို့ရှောက်ထားတဲ့အခါမှာမလွဲသာလို့ပြောရမယ်ဆိုရင် အမေတန်တဲ့အရွယ်ကို အမေလိုသဘောထားပါ အမတန်တဲ့အရွယ်ကို အမလိုသဘောထားပါနှမတန်တဲ့အရွယ်ကိုနှမလိုသဘောထားပြီးပြောဆိုဆက်ဆံပါလို့မိန့်ကြားတော်မူပါတယ်ဒါကြောင့်အမျိုးသမီးတွေနဲ့မလွဲသာလို့ဆက်ဆံပြောဆိုရတော့မယ်ဆိုရင်အမေတန်တဲ့အရွယ်ကိုအမေလိုသဘောထားဆက်ဆံပါအမတန်တဲ့အရွယ်ကိုအမလိုသဘောထားဆက်ဆံပါနှမတန်တဲ့အရွယ်ကိုနှမလိုသဘောထားပြီးဆက်ဆံပါအဲ့ဒီထက်တော့မပူပါနဲ့လို့ပြောခြင်းပါတယ်နော် မန္တလေးမြို့မဟာမြတ်မုနိဖရာကြီးဟာမြတ်စွာဘုရားကိုတော်တိုင် ရင်ငွေ့တော်လှုံထားတယ်ဆိုတာသိကျင်ပါတယ်ဖရာယူသေးစွာရှောက်ထားအပ်ပါသည်ဖရာတဲ့မဟာမြတ်မုနိဖရာကြီးဆိုတာမကိုက်ဆလွေတွေတက်ဆင်ထားတဲ့မန္တလေးမြို့ကရုပ်ပွားတော်မြတ်ကြီးကိုပြောတာဖြစ်ပါတယ်မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးဟာမြတ်စွာဘုရားကိုတော်တိုင်ရင်ငွေ့တော်လှုံထားတာဖြစ်ပါတယ် မဟာမြတ်မုနိရုပ်ွားတော်မြတ်ကြီးဟာသဘူပတိချုပ်ခန်းကိုကိုးကားပြီးထုစစ်ပုံဖော်ထားတာဖြစ်ပါတယ်စသည်ဖြင့်ငငယ်တုန်းကတော့ရုပ်ပြဝိထုတွေမှာဖတ်ဖူးပါတယ်အခုလေးလာကြည့်တဲ့အခါဖယားဟောပါဠိတော်တွေထဲမှာရင်ငွေ့တော်လုံတယ်ဆိုတာလည်းမပါသလိုသဘူပတိချုပ်ခန်းဆိုတာတွေလည်းမပါပါဘူးသဘူပတိချုပ်ခန်းဆိုတာဇင်းမဲ့ပန္နာတတဖြစ်ယွန်းပန္နာတကျမ်းမှာပါတာဖြစ်ပါတယ်တချို့ကလည်းပဲ ဒီကနိကေမဟာဝက်ကပါဠိတော်မဟာပရိနိဗ္ဗာန်တုတ်ကို ကိုးကားပြီးတော့မဂိုက်ဆလွေတွေတက်ဆင်ပြီးထုစစ်ပုံဖော်ထားတာဖြစ်တယ်လို့ဆိုကြပြန်ပါတယ်အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားက အာနန္ဒာငါသည်မင်းပရိသတ်တို့၏အစီဝေးတို့တက်ရောက်၍ထိုမင်းတို့နှင့်အတူတကွနေထိုင်ဖူး၏စသည်ဖြင့်ပဲပါပါတယ်မဂိုက်ဆလွေတွေတက်ဆင်ထားတယ်ဆိုတာမပါပါဘူးအစီဝေးတို့ရောက်ရှိလာတဲ့ပရိသတ်တွေကသာမြတ်စွာဘုရားကို ဘယင်လားနတ်လားမကွဲပြားတာပဲရှိပါတယ်။ဒါကြောင့်ပြောကျင်တာကမဟာမြတ်မုန်ဤရုပ်ွားတော်မြတ်ကြီးဟာမြတ်စွာဘုရားကိုတော်တိုင်ရှင်ွေတော်လှုံထားတယ်ဆိုတာပါဠိတော်ထဲမှာလည်းမပါသလိုမြတ်စွာဘုရားရဲ့ရုပ်ွားဆင်းတုတော်တွေကို မကိုက်ဆလွေတွေတက်ဆင်ထားခြင်းဟာလည်းပဲဘုရားဟောနဲ့မကိုက်ညီဘူးလို့ပြောကျင်ပါတယ်။